စင်ပေါ်မှာနားမကျဝင်တာစကားတွေပြောဆိုခဲ့တဲ့ဆိုရဝင်းကိုအပြစ်ဖာပေးလိုက်တဲ့ယုံလေးကဲပရိသတ်ကြီးတို့ရေးပြီးခဲ့တဲ့ရှိုးဝဲမှာတော့ဆိုရဝင်းကစင်အောင်မှာရှိနေတဲ့ပရိသတ်တွေကိုနားမကျဝင်တာစကားတွေနဲ့မယိုင်းစွာပြောဆိုခဲ့တာပဲဖြစ်ပါတယ် ဝင်းဆိုတာကတော့သူ့နယ်ပယ်မှာတော့နာမည်ရှိပြီးသားအစိုးရတယောက်ဖြစ်တယ်လို့တခြားသောနုပညာရှင်တွေနဲ့လည်းယဉ်နေနေတဲ့သူတယောက်ဖြစ်တာကြောင့်ဒီတစ်ခေါက်ရရင်ဆဆိုင်ပြောဆိုမိခဲ့ရတဲ့ပတ်သက်ပြီးတော့အစိုးရယုံလေးကသူ့ရဲ့တငယ်ချင်းကိုအထင်မလွဲကြဖို့ဖြောင်းဖြားလာခဲ့ပြီပဲဖြစ်ပါတယ်။ယုံလေးအနေနဲ့ကတော့ဝင်းပြောခဲ့ရတာကအတော်လေးရှက်စရာကောင်းပေမဲ့ဝင်းရဲ့အကူလိုယဉ်နေတဲ့လူတယောက်ကလာရှင်းပြလို့သူကလည်းပရိသတ်တွေနားလည်သွားအောင်ပြန်ပြီးတော့ရှင်းပြတာဖြစ်တယ်လို့အရင်ဆုံးစကားပလင်ခံထားခဲ့ပါတယ်။ဝင်းအနေနဲ့ကပြေးခဲ့တဲ့မန္တလေးကလေးမှာ မိသားစုဝင်၉ယောက်လုံးကိုဆုံးရှုံးထားခဲ့ရတဲ့အပြင်တအူးတဲ့ရှိတဲ့အကိုအရင်းကလည်းဇွဲချိုးချပြီးတော့ကိုကိုကိုသက်သေသွားခဲ့ရာကြောင်းဘဝကြီးကိုအထိနာနေခဲ့တဲ့သူတအူးဖြစ်ပါတယ်အဲ့ဒါအပြင်မိသားစုဝင်တွေအကောင်လုံးကိုဆုံးရှုံးထားရတဲ့အတွက်စိတ်ကျမ်းမာရေးကလည်းထိခိုက်ထားပြီးတော့ဒီတစ်ခေါက်ပွဲမှာတော့သူချေရတဲ့အမှုပညာအတွက်ဝင်ရောက်ဖျော်ဖြေခြင်းနဲ့လို့တောင်းဆိုထားလို့ပါဝင်ခင်ပေးခဲ့တာဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။ ဒီလိုချက်တွေကြောင့်မဝင်းကိုစိတ်မနှံ့သူတယောက်ဖြစ်သတ်မှတ်ပြီးပြီးတော့တရားစွဲဆိုမှုတွေမလုပ်ကြပါနဲ့လို့တောင်းဆိုထားခဲ့ရကြောင်းပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်